အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရဲ့ဒီ 2D live လေးက live.move ပေါ့ 2D site လေးတွေကနေကြိုးဆိုလိုက်ပါတယ်เนาะအခုမနေ့ပြန်မနေ့အတွက်ပေါ့เนาะ3ရက်နေ့မှာတော့3ပတ်တည်တလုံးပေါ့3ပတ်တည်ကိုမှ3နောက်ပိတ်လေးကို site လေးရေးထားတယ်ပေါ့เนาะအဲ့ဒါကလေးကို ပြခြင်းလို့ပါเนาะအဲ့ဒီ site လေးကလှတယ်အောင်မဲလို့လည်းထင်လို့ပေါ့เนาะအဲမနေ့ကတော့3ည9မှာကျွန်တော်က9ပတ်တည်ပေးပြီးတော့တစ်ခွက်ကောင်း2 9 9နှစ်ပေါ့เนาะအဲ့ဒါကိုထုတ်ခဲ့တာ ဒါပေမဲ့ကိုပတ်တီအောင်နဲ့ဒါပေမဲ့ဘဒီဘဒီလွဲတယ်ပေါ့နော်အဲ့ဒါနဲ့မပေါက်ခဲ့ဘူးပေါ့ညနေကအော်ကျွန်တော်ကတော့ပေါက်တယ်ပေါ့နော်ကျွန်တော်ကတော့ပတ်တီပတ်လို့အဲညနေမှာတော့မပေါက်ဘူးပေါ့နော်ကျွန်တော်6:00 6:00ဆိုပြီးဒီမှာလာတဲ့ site တိုင်း6:00 6:00နောက်ပိနေပေါ့8:00ထိနေပေါ့ဘရိတ်လည်းဖမ်းတာလွဲသွားပေါ့နော်ညနေကတော့မပေါက်ဘူးအခုညနေလည်းပြီးသွားပြီဆိုတော့မနေ့ပြန်မနေ့အတွက်ပေါ့နော်3နောက်ပိလေးပေါ့အဓိကတော့3ရက်နေမှာတော့3ပတ်တီးပေါ့အဓိကဒါပါပဲ ။အဲ့ဒီ၃နောက်ပိတ်လေးရစိုက်လေးရလည်းလှတယ်ဗျ။၉နောက်ပိတ်အောင်နဲ့စိုက်ကလာတယ်ဖြစ်စဉ်เนาะအဲ့တော့စမယ်ပေါ့နော်။သူကဘလို့လဲဆိုတော့တရှိ၃ည၃လုံးပေါင်းတော့၉တယ်၉တ၆၃လုံးပေါင်းတော့၆တယ်၃ည၉နှစ်၃လုံးပေါင်းတော့၁တယ်၉၆တပေါ့နော်အဲ့ဒါလေးဟိုမနေ့ကဗီဒီယိုထဲမှာတော့တွေ့လိမ့်မယ်နော်၉၆တကိုတဲ့၉ရဲ့နှက်ခက်က၃၃နှလုံးပေါင်းချင်း၆တယ်ပြီးရင် အဲ6ရနှကနှလုံးပေါင်းရင်9တယ်10ရနှကနှလုံးပေါင်းတော့8တယ်အဲပြီးရင်ဒီ6 9 8လို့ကြာတော့တာ तू อ่ะเนาะ6လို့ကြာလိုက်တာ ਨੇ ဟောဒီ6ရနှက तू อ่ะဘယ်လိုပြန်ဖြစ်လဲဆိုတော့9 1 9သုံးလုံးပေါင်းတော့9တယ်3ညာခွန်3ညာ9ခွန်သုံးလုံးပေါင်းတော့6တယ်6ခွန်8သုံးလုံးပေါင်းတော့1တယ် तू อ่ะ9 6တိကူလေဒီလို6တိကူอ่ะ9 6တိလို့ဖြီးသွားတာ နော်သူကနောက်တစ်ခုလွယ်လွယ်တွေ့ရင်တော့နှလုံး6နော်3 3နှလုံးပေါင်း6 6ရင်နှက်ခတ်9 3ရနှလုံးပေါင်းတော့9တယ်အဲနှလုံး9 9ရနှက်ခတ်ခွန်9နှလုံးပေါင်းတော့6တယ်9 9နှလုံးပေါင်းတော့8 8ရနှက်ခတ်နော်အဲဒီလိုပေါ့8 3နှလုံးပေါင်းတော့1ဆိုပြီးတော့ပေါ့နော်ဟောဒီ3နောက်ပိတ်လीနော် အဲ့ဒီသုံးနောက်ပိတ်လေးပေါ့အဲ့ဒီသုံးနောက်ပိတ်လေးကနောက်ထပ်သူကလာတဲ့ site လေးတစ် site ပေါ့နော်ဒါကတော့ဒီသူ့ရဲ့ဖြစ်စဉ်တွေပေါ့ဘာတွေလဲဆိုတော့ပေါ့နော်ဒီမှာနှလုံး1ဒီမှာနှလုံး1ဒီမှာနှလုံး3 113ဒီ113ကိုသူကဒီမှာတခါလေးတည့်ရက်ခက်ပေါ့နော်8413က8 8 8 8 8 8ဆိုပြီးတော့အဲ8 9 8 9ဆိုပြီးတော့ ရှစ်ရှစ်ငါးဆိုပြီးဖြည့်သွားတာပေါ့နော်ဒါပေမဲ့ဒီအဓိကကျွန်တော်ပြချင်တာ113 113နှလုံး1ကိုသူကဘယ်လိုသွားလဲဆိုတော့2 8 1ကတက်တယ်2 8 1ကတက်တယ်3 9က3နေပေါ့နော်အဲ113လို့ပြန်ဖြည့်ရပြီးရင်မှ113ရဲ့ပါဝါသူကဘာသွားမှာလဲဆိုတော့6 6 8ဆိုပြီးသွားမှာနော်ตัวຫນັດລົງຕິດລູຜິດຕາແນ່ຕິດແປວ່າ2 6ຫໍລູວ່າ6ແດ່ 3 1နှစ်ဟောလို့啊6တဲ့ပြီးရင်6 9 3ညဆိုပြီး8လို့ဖြစ်သွားလို့เนาะအဲ့တော့ကျွန်တော်တို့က6 6 8ရဲ့ပါဝါ1 1ပြန်သုံးပါဘယ်လိုသုံးပါလဲဆိုတော့2 9 3 3ညသုံးလုံးပေါင်းတော့1တဲ့3 9 9သုံးလုံးပေါင်းတော့1တဲ့ပြီးတော့ဒီမှာ3ရှိသွားပြီဆိုတော့အမ်ရှိရပါတော့၃ပြဖို့၃ည၃ည၃ဆိုပြီးတော့ဗောနော်ကျွန်တော်တို့ကဟောဒီ၃နောက်ပိတ်လေးနဲ့ကစားမှာဗောနော်အဓိကအဲ့ဒီ၃နောက်ပိတ်လေးနဲ့ကစားမှာဗော သုံးနောက်ပိတ်ကတခြားမူတွေတော့ရှိပါသေးတယ်ပေါ့နော်ဒီမှာဆက်ပြပေးမယ်ပေါ့ကိုးတုံညာနှလုံးပေါင်းတော့ကိုးနှစ်ချောင်းနှလုံးပေါင်းတော့ရှစ်သုံးနှစ်နှလုံးပေါင်းတော့ငါကိုးကိုးရဲ့နှက်ခက်က6အဲ့ဒါဘလို့6မှလဲ6တုံညာဇောင်းပေါင်းရင်းလေး6တယ်6နှစ်နှလုံးပေါင်းတော့ရှစ်ရှစ်ရဲ့နှက်ခက်က2ကိုးနှလုံးပေါင်းတော့တစ်တယ်အခုကျွန်တော်တို့ကသုံးနှစ်နှလုံးပေါင်းနဲ့ငါ9ရဲ့နှက်ခက်ကပါတော့ ဒီလိုလေးရလဲ3ဆိုပြီးတော့ပေါ့နော်ကျွန်တော်တို့ဟောဒီ3နောက်ပိတ်လေးပေါ့နော်အဓိကကတော့အဲ့ဒီ3နောက်ပိတ်လေးကကောင်းပါတယ်သူက398ကိုဘန်းပြပြီးတော့ရောင်ပြပြီးတော့3နဲ့နောက်ပိတ်မှာပေါ့နော်သူကနောက်ထပ်ဘလို့ကောင်းတာလဲဆိုတော့အဓိကကတော့ကျွန်တော်တို့ဒီအများကြီးပဲပေါ့နော်သူမှရှိတဲ့ဟာတွေကအဲ့ဒီဟာဟိုမှာကျွန်တော်တို့ဘလို့သွားမလဲဆိုတော့ဒီမှာ ဒီမှာရိုက်တဲ့နှစ်နှစ်3ကိုလွယ်လွယ်လေးဖြည့်ခြင်းရင်ဟောက်လိုခွာပေါင်းခြင်းနှစ်ဟောက်လိုခွာပေါင်းခြင်းနှစ်ဟောက်လိုခွာပေါင်းခြင်းလေး3ဆိုရင်လေကျွန်တော်တို့က3နောက်ပိတ်နဲ့သွားမှာပေါ့နော်အဓိကတော့เนาะအဲ့ဒါပြီးရင်ဒီ3နောက်ပိတ်ကိုကျွန်တော်တို့ကဘားနဲ့ထိုးရမှာလေပေါ့နော်အဲ့ဒါအဲ့ဒီထိုးရမဲ့ site ပေါ့အဲ့ဒီမှာဆိုကျွန်တော်ခုနပြထားပါတယ်ဒီမှာဆိုရင်3ဘက်ဒီပေးထားတယ်63ရဲ့13ရဲ့83ရဲ့ပေါ့နော်အဲ့ဒီကနန်း3ွက်ပေါ့အဲ့ဒီ3ွက်ကတော်တော်ကိုကောင်းပါတယ် ဘာလို့ကောင်းလဲဆိုတော့ကျွန်တော်တို့63ဆိုတဲ့ကနဲကိုကြည့်ရအောင်ပေါ့နော်63ကတော့ဘလူးလဲဆိုတော့လော်လလေးတွေ့ရင်တော့နှလုံးကူးနှလုံးကူးနှလုံးကူးဆိုတဲ့ဟာပေါ့နော်ဒီအဲ့လိုစိုက်ပေါ့ဒါပေမဲ့ तू ကဘယ်ရလာလဲပေါ့နော်ဒီမှာဆိုရင်တော့ तू ကဘယ်ရလာလဲအဓိကတော့6ထိပ်ပေါ့နော်6ထိပ်ကမနေ့ကကျွန်တော်ပြတဲ့ဟာပေါ့နော်ဒီ9နောက်ပိတ်ဖြစ်စင်ပါလေ 936တီးပေါ့နော်ကိုကိုနှလုံးကိုနှလုံး339နှလုံး6ကြောင်းမလို့အဲ့ဒီ936ဆိုရင်ဗရိတ်9နဲ့ပေါ့ဟောလူဟာကိုဟောလူဟာကိုဟောလူဟာ9 3ကနဲ့အထောင်ဆိုပြီး63ဆိုတဲ့ခဏလေးပေါ့နော်ဒီမှာပေါ့နော်ဟောဒီ63ဆိုတဲ့ခဏလေးအဲ့ဒါဘယ်ကလာလဲဆိုတော့ဒီ999ပေါ့ဒီ999ကသူကဘယ်လိုဖြစ်သွားနိုင်လဲဆိုတော့ကျွန်တော်တစ်ချက်ပြမယ်ဟောဒီ9ရယ်ဟောဒီ3ရယ်ဟောဒီ9ရယ်၃လုံးပေါင်းတော့4 4တစ်ချက် 969သုံးလုံးပေါင်းတော့လေ၄၄နှစ်ကျင်း3ညာ2နှစ်သုံးလုံးပေါင်းတော့၄ဆိုပြီးတော့ဗောနော်၄3ကျင်းကြာတယ်လို့ဟောတယ်လို့9 3ကျင်းကြာမှာလားလို့နော် तू ကအဲ့ဒီလို့9လို့ဖြစ်ဖို့ရတယ်၄3ကျင်းနဲ့လည်းအကတ်ပြီးရင် तू ကဘလို့လာလဲဆိုတော့ကျွန်တော်နောက်ထပ်ဟောဒီဒီဆယ်ခွဲ site လို့ပုံစံမျိုးဗောနော်အဲ့ဒါလေးကိုပြပေးမလို့ဗောနော်ကျွန်တော်တို့ကဒီမှာ9 1နှလုံးပေါင်းတော့3ညာလို့ဖြစ်တာ ਨੇ ဟောဒီကနန်းလေးကနောက်ပိတ်တယ်3ညာလေးကနောက်ပိတ်သွားတယ်9 3ညာနှလုံးပေါင်းတော့ ကူးလို့ဖြစ်တာနဲ့ကျွန်တော်တို့ဒီမှာကူးလေးကနောက်ပိတ်သွားတယ်အခုကျွန်တော်တို့က3လို့ထည့်ထားတော့ဒီမှာ3ဖြစ်ဖို့အတွက်ခွန်ကို6ထိပ်စီနဲ့ပေါင်းမှအဲကျွန်တော်တို့ကနောက်ပိတ်ဆိုပြီးတော့เนาะဒီမှာ3ကနောက်ပိတ်မှာအဲ့တော့63ဆိုတဲ့ကနန်းလေးတစ်ခွက်ပေါ့เนาะနောက်တစ်ခွက်ကကြာတော့ကျွန်တော်တို့63ပြီးတော့13ဟောဒီ13ကလည်းကောင်းပါတယ်13ကဘာလို့ကောင်းလဲဆိုတော့ပေါ့เนาะ ပြောပြပေးပါမယ်သူကတစ်တုံးကဘယ်ရလာလဲဆိုတော့ကျွန်တော်တို့ဒီမှာ96ဟောလို့ခွာပေါင်းခြင်းလေး9ဒါညနေရထွက်သွားတဲ့ site ပေါ့နော်9 9 9ရဲ့ power 629 3လုံးပေါင်းတော့3ည3ည3ညရဲ့ power 96ဟောလို့လေးရလဲ9လို့ပိတ်တယ်နော်ပိတ်ပြီးပြီဆိုတာနဲ့ဒီ3ညကိုတရဒီမှာရှိတဲ့9ထိပ်စီဟောလို့ခွာပေါင်းခြင်းလေးက3ညတာနော်မြင်နော်အခုကျွန်တော်တို့ကအဲ့ဒါပြီးရင် ဒီမှာတုံညာပြီးရင်ပါလာမှလည်း9လာမယ်9 3 3လုံးပေါင်းတော့9 9ရဲ့ပါဝါ तू ကနှစ်နှစ်ဟော့လူလေး၄လို့ဖြစ်ပြီးမှဟော့9တုံညာဟော့လူလေးကပြန်9တာနော်ပြီးရင်ကျွန်တော်တို့က8လို့ဖြစ်လာဒီမနေ့ဒီနေ့ညနေမှာကြည့်လိုက်တော့တုံညာတုံညာ8 8လို့ဖြစ်သွားပြီဟော့တလူ8လို့ဖြစ်သွားလို့မလို့8ရဲ့ပါဝါဒီ3တုံညာဆိုရယ်ခွာပေါင်းလေးဟော့လူပိတ်သွားပြီးပြီးရင်ပိတ်သွားပြီးဆိုတော့မှ तू ကနော် ဒီမှာခွန်ရဟောဒီတစ်ထိတ်စီရဆိုပြီးတော့ကိုကိုပြီးတော့တုံညာတုံညာပြီးတော့တစ်နဲ့လဲအကိုက်ပေါ့နော်အားကြောင့်မလို့တစ်သုံးဆိုတဲ့ကနန်းလေးပေါ့ကိုကိုလေးပေါ့နော်လေးပြည့်ဟောဒီကိုကိုလေးကဘယ်ရလာလဲဆိုတော့ပြည့်လေးနောက်တစ်ခုကသူကဘာလဲဆိုတော့ကျွန်တော်ပြပြမယ်နော်ကိုကို6သုံးလုံးပေါင်းတော့4 4ရဲ့ပါဝါ9ကဘရိတ်နှစ်တုံညာနှစ်သုံးလုံးပေါင်းတော့4 4ရဲ့ပါဝါ9ကဘရိတ်ပြီးရင်36တုံညာသုံးလုံးပေါင်းတော့9 9ရဲ့ပါဝါ လေးရဗရဲဆိုပြီးတော့ဗောနော်အော်ဒီ1 3ဆိုတဲ့ခဏန်းလေးဗောနော်အဓိကကတော့အော်ဒီ1 3ဆိုတဲ့ခဏန်းလေးရဲ့အဲအဲ့ဒါဆိုရင်နှစ်ခွဲရသွားပြီဗောနော်နောက်တစ်ခွဲကကျွန်တော်တို့ဒီမှာ8 3ဗောအော်ဒီ8 3ကဘယ်ရလာတဲ့ဟာလဲဆိုတော့ဗောဒီ8 8 1တွေဗောနော်ဒီ8 8 1တွေဖြစ်စင်နေဗောအော်ဒီ8အော်ဒီ8အော်ဒီ8 8 8ရဲ့နှစ်ခက်ဟောလို့8ဟောလို့8ဟောလို့8ဗော8 8 8ဟောလို့သွားတယ်8 8 1ကိုကျွန်တော်တို့ကဘယ်လိုလဲဆိုတော့เนาะ8 တရှစ်လို့လဲသွားတယ်။ဟောဒီရှစ်ကို तू ကဘလို့လဲဆိုတော့9 9 3 3လုံးပေါင်းတော့ရှစ်2 3 6 3လုံးပေါင်းတော့ရှစ်3 6 2 3လုံးပေါင်းတော့1ရှစ်ရှစ်တလို့သွားပြီးတော့မှဟောဒီ9ရဲ့ဗရိတ်9ရဲ့ရှစ်ဟောဒီ9ရဲ့ဗရိတ်9ရဲ့ရှစ်ကျွန်တော်တို့အခုဒီမှာတစ်ဖြည့်ဖို့အတွက်ဆိုရင်၃ညရေဒီမှာရှိတဲ့ဗရိတ်တရေပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ၈၃ဆိုတဲ့ကနန်းလေးပေါ့နော်အဲ့ဒီ၈၈တဆိုရင်လည်းကျွန်တော်တို့က ရှစ်သုံးဆိုတဲ့ကနန်းလေးနဲ့ရှစ်ရှစ်တက်ဆိုပြီးတော့ဗောနော်ကျွန်တော်တို့ကဒီရှစ်သုံးဆိုတဲ့ကနန်းလေးလေးထိုးရမှာဗောနော်အခုနောက်ခုဒီမှာကျွန်တော်ထပ်ပြချင်တာ break go ဗော break go ကမနေ့ပြန်မှာတော်တော်လေးလေးကောင်းတယ်ကျွန်တော်အနေနဲ့ကိုသုံးကကြမယ်လို့လည်းထင်လို့ဗောနော်ဒါပေမဲ့ကြတာမကြတာတော့ကန်တရားဗောအဲ့ဒါကိုကျွန်တော်ပြောပြခြင်းလို့ပါ break go ကဒီလိုလဲဆိုတော့ကိုသုံးတက်သုံးလုံးပေါင်းတော့6နော်ဟုတ်ပါကိုသုံးတက်သုံးလုံးပေါင်းတော့3ကိုသုံးညာကိုသုံးလုံးပေါင်းတော့8သုံးညာကို9သုံးလုံးပေါင်းတော့6 3 8 6 ၃လုံးပေါင်းတော့၉၉ရဲ့နက်ခတ်ဟောဒီ၆ရဲ့၉ရဲ့ဗရိတ်၉ရဲ့ပေါင်းတော့၅တော့၃နက်ခတ်၅ပြီးရင်၃လုံးပေါင်းတော့၈၈ရဲ့နက်ခတ်ဟောဒီ၂ရဲ့၉ဗရိတ်ရဲ့ပေါင်းတော့၁เนาะ၃လုံးပေါင်းတော့၆၆ရဲ့နက်ခတ်ကဟောမှာ၃ညာရှိတော့၉ဖြည့်ဖို့ဆိုတော့ဒီမှာဗရိတ်၉ဆိုပြီးတော့ပေါ့เนาะဟောမှာအဲ့တော့အဲ့ဒီကဏ္ဍလေးပေါ့เนาะအခုမနက်ဖြန်မှာကျွန်တော်၃ပတ်တီးနေပေါ့เนาะဒီ၆၃၁၃၈၃အဲ့ဒီကဏ္ဍလေးတွေကိုတော့များများတင်ထိုးကြပေါ့เนาะအဓိကတော့ဒေများများဇာတုအာနိုင်တော့ပူကောင်းတာပေါ့เนาะနှလုံးမှာက ထိတ်တိပိတ်တိထွက်ချင်တယ်လို့ထွက်လို့ပေါ့နော်အဲအဲ့ဒါပြီးနောက်ထပ်၃နောက်ပိတ်လေးဒါထပ်ပြီးတော့လမ်းကြုံလေးထပ်ပြပေးပါမယ်ဟောဒီ9ဟောဒီ2ဟောဒီ3 9 2 3 3ဟောဒီ9ကဘလို့9မှာလဲ3ည9 3ည3လုံးပေါင်းတော့9ဟောဒီ2က6ခွန်9 3လုံးပေါင်းတော့2ဟောဒီ3က2 8 3ဟောလို့3ဆိုပြီးတော့9 2 3ဆိုပြီးတော့လဲ9 2 3ဆိုပြီးတော့ပေါ့နော်အားကြောင့်မလို့ဟောဒီ3လေးပေါ့နော် အဲဒါကြောင့်မလို့ဒီမှာဆိုရင်ကျွန်တော်သုံးပတ်သီးလေးကို site လေးနဲ့လည်းတွက်ပြထားတယ်ပေါ့နော်အခုမနေ့ဖြန်မနေ့သုံးနာသုံးရက်နေ့အတွက်မှာတော့မနေ့ကီးသုံးပတ်သီးကိုတော့ကစားကြပေါ့နော်အဓိကကတော့ဒါလေးကိုပို့ပြီးတော့ကစားကြပါအဲဒီကျွန်တော်ရဲ့ account လေး channel လေးကို like and subscribe လေးလည်းလုပ်ခဲ့ပေးကြအောင်ပေါ့နော်ဒီတင်တဲ့ဟာတွေတွေ့အောင်လို့ပေါ့ TikTok မှာတော့တင်တဲ့ဒါပေမဲ့ account တွေပြက်လို့ဒီ YouTube မှာ live လို့ live တော့မလွှင့်ပါဘူးဒီ video လေးနဲ့ website လေးတွေပြပြီးတော့တင်ပေးတာပေါ့နော် အဲဒါကြောင့်မလို့ like လေးလေးပေးခဲ့ကြပါဦးလို့เนาะအားလုံးပဲမနေ့ဖြန်မှာဒီ3နဲ့ဒီခဏ3ဘွက်နဲ့ပေါက်ကြပါစေเนาะ all all လို့ရတဲ့ခဏနေเนาะ